ခေါ်သမားလုံးမင်္ဂလာပါ clock corner ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်တော့ကျွန်တော်တို့ပြင်းပြလေးပွဲတွေလည်းနားခဲ့သလိုကျွန်တော်တို့ဂျားတဲ့အရှိတမကျွန်တော်တို့အဲဘောလုံးသင်းတွေတော်တော်များများဒီဒီဘက်မှာတော့ကျွန်တော်နားပေးထားပြီးတော့ကျွန်တော်တို့ဥရောပပြိုင်ပွဲတွေဖြစ်တဲ့ကျွန်တော်တို့ international ပွဲတွေပဲကျွန်တော်အဲကြည့်ရှုရမယ်ကျွန်တော်တို့ရက်တစ်ပတ်တစ်ပတ်လေးကိုပြန်လဲရောက်ရှိလို့လာပါဒီကြားထဲမှာကျွန်တော်တို့သတင်းလေးတွေအနေငယ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမစခင်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ကြတဲ့ညီကိုလေးနဲ့ ဘာ subscribe လုပ်ပြီးကုညီပေးသွားလို့ရပါတယ်။ Okay အဲဆိုရင်ကျွန်တော်တို့ပထမဆုံးသတင်းရတော့ကျွန်တော်တို့အဲ screen support အနေနဲ့တင်ဆက်ထားတဲ့သတင်းလေးပေါ့ဒီသတင်းလေးကတော့ကျွန်တော်တို့အဲသူက Spain ရဲ့သတင်းစာအရဆိုရင်ကျွန်တော်တို့ Manchester City နဲ့ကျွန်တော်တို့ Real Madrid ရဲ့ Real Madrid အသင်းတို့ကတော့အသင်းနှစ်သင်းကတော့ကျွန်တော်တို့ Liverpool ရဲ့ကျွန်တော်တို့ Queen's ကစားသမားဖြစ်တဲ့ Dominic Soboslai ကိုသူတို့အနေနဲ့ခွဲယူလို့ကြောင်းဆိုပြီးတော့သူတို့အနေနဲ့အဲ UK မထေးတို့ဘာတို့ကနေတော့လဲကျွန်တော်ပြောပြလာတဲ့အတန်ကျွန်တော်သတင်းလေးတို့တော့တွေ့ရတယ်ဒီသတင်းလေးကိုကိုးကားပြီးတော့ပြန်ကြည့်မယ်ဆိုလို့ဆိုရင်တော့ဒီသတင်းကတော့ကျွန်တော်တို့မြင်ရဆိုရင်တော့တော်တော်လေးမှမဖြစ်နိုင်တဲ့ပုံစံမျိုးလေးတွေကိုပြောလို့ရအထူးသဖြင့်ဘာတက်ကြောင်းလဲဆိုရင်ကျွန်တော်တို့ Dominic Sobo Slime ကိုလည်းကျွန်တော်တို့ Liverpool အသင်းနေတဲ့စာချုပ်အစ်ကိုထပ်ပြီးတော့ကမ်းလမ်းမှာဖြစ်တဲ့အတွက်ကြောင့်အာ90ရာခိုင်နှုန်းလောက်ထိကို တော်တော်လေးမှအဆင်ပြေပြီးတော့အာသူ့အနေနဲ့ကျွန်တော်တို့ထပ်ပြီးတော့ Liverpool အသင်းမှာ2000 30အထိလောက်ကိုစာချုပ်သက်တမ်းတွေပါထပ်ပြီးတော့ချုပ်မဲ့အနေထားရရှိတဲ့အတွက်ကြောင့်ဒီသတင်းလေးကတော့ကျွန်တော်တို့ကောလာဟာလာဆန်ဆန်ပဲကျွန်တော်တို့ပြီးဆုံးသွားမယ်လို့တော့ကျွန်တော်ကတော့မြင်တယ်နောက်တစ်ပုတ်ကတော့ကျွန်တော်တို့လီဗာပူးကနေတော့ကျွန်တော်တို့အဲနောက်တန်းကစားသမားဖြစ်တဲ့ AC Milan ရဲ့နောက်တန်းကစားသမားဖြစ်တဲ့ဒါနဲ့တော့အဲ Barcelona နေ Barcelona ကိုကျွန်တော်တို့ခေါ်ယူဖို့ဆိုပြီးတော့ကျွန်တော်တို့အဲ David Moyes ကနေပြီးတော့ အဲပြောလာတဲ့တရင်လေးပေါ့ဒီတရင်လေးကိုပြန်ကြည့်မယ်ဆိုလို့ရှင်ကျွန်တော်တို့ဒီဆောင်းရည်အပြောင်းရှိမှာဆိုလို့ရှင်ဒီတရင်လေးကတော့ဖြစ်တော့ဖြစ်နိုင်မယ်လို့တော့ထင်တယ်ဘာဖြစ်လို့ရှင်ကျွန်တော်တစ်ဖက်ကကျွန်တော်တို့ခရစ်ဆယ်ပဲလေးရဲ့နောက်ခံကစားသောအဖြစ်နဲ့မက်ကွာယူကိုလည်းကျွန်တော်တို့ခေါ်ယူမယ်ဆိုပြီးတော့တရင်လေးရဲ့ထွက်နေတယ်ဒါမှလည်းမက်ကွာယူနေနဲ့လည်းကျွန်တော်တို့2025ရဲ့သူ့ရဲ့စာချုပ်တက်တန်းကုန်မှပဲအဲ့လိုပြောင်းရှိကြွေးနဲ့ကျွန်တော်ထပ်မထွက်မယ်လို့တော့ကျွန်တော်တရင်လေး ကြားထားရဗျာဒီတွက်ကြောင့်ကျွန်တော်တို့အင်တာမီလန်ကနောက်ခံကစားသမားပဲဒီဘဝတို့နေဒီဆောင်းရာဒီအပြောင်းရှိမှာအဲသူတို့ရဲ့အဓိကအဲနောက်ကတန်းလိုအပ်ချက်တွေမှာတော့ကျွန်တော်တို့အင်တာမီလန်ရဲ့ကစားသမားပဲဒီ အဲဆောင်းရည်ပြောင်းရှိမှာကျွန်တော်ခေါ်ယူသွားမလားဆိုတော့ကျွန်တော်တော်တော်လေးကမှကျွန်တော်အဲဆောင်းကြည့်တင်တယ်လို့တော့ပြောတယ်ဒီတရေကတော့ကျွန်တော်90ရာခိုင်နှုန်းလောက်ထိအဲမှန်နေတယ်လို့တော့ပြောလို့ရမယ်ဒါပေမဲ့ဆောင်းရည်ပြောင်းရှိမှာတော့ဘယ်လိုတွေဖြစ်လာဦးမလဲဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်အောင်မယ် Okay အဲ့ဒါနောက်တစ်ပုတ်နောက်ကျွန်တော်သတင်းတစ်ပုတ်ကကြာတော့ကျွန်တော်ချက်စင်းရဲ့ကျွန်တော်အဲနောက်ခံလူကစားသမားဖြစ်တဲ့ကျွန်တော်တို့ ချာလိုပါချာလိုပါကတော့ကျွန်တော်တို့အဲအင်္ဂလန်တင်းအနေနဲ့တို့ခေါ်ယူသွားမယ်လို့တော့ကျွန်တော်ပြောထားတယ်ဘာတက်ကြောင့်လဲဆိုတော့လည်းမက်ကွာအီနေရာမှာအစားထိုးဖို့အတွက်ကျွန်တော်တို့တောမတ်ဖရန့်တောမတ်တူချဲကနေရောခေါ်ယူဖို့အဲမျှော်လင့်ထားတယ်ဆိုပြီးတော့ကျွန်တော်တို့ပြောပြလာတယ်ဗျာဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ခရစ်စပယ်လေးရဲ့အဲနောက်တန်းကစားသမားဖြစ်တဲ့မက်ကွာအီနေနဲ့ကျွန်တော်တန်ရနိုင်ငံလေးရသွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ international ပွဲတွေမှာကစားဖို့ဆိုလို့ဆိုရင်သူအနေနဲ့ချာလိုပါကိုကျွန်တော်တို့ခေါ်ယူသွားမယ်လို့တော့ ပြောထားတဲ့သတင်းလေးတွေတော့ကျွန်တော်တို့တွေ့ရတယ်။အဲဒီတကယ်လို့ဒါခြားလို့ပေါ့ခေါ်ယူသွားမယ်ဆိုလို့ဆိုရင် international ပွဲတွေမှာဆိုရင်တော်တော်လေးမှကောင်းမွန်တဲ့ပုံစံမျိုးတွေလို့တော့ကျွန်တော်တို့အမြင်နဲ့ဘာတက်ကြောင့်လဲဆိုရင်အဲခြားလို့ကအနေနဲ့ကျွန်တော်တို့ international ပွဲတွေဘာတွေတွားရောက်အဲကစားမယ်ဆိုလို့ဆိုရင်အတိတ်ပို့ပြီးတော့ကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြန်လည်ပြသနိုင်မဲ့အခြေမျိုးတွေမြင်တွေ့ရတဲ့အတွက်ကြောင့်အဲတကယ်လို့ကသူ့အနေနဲ့ international break ကိုသွားပြီးတော့အဲ နိုင်ငံကပွဲတွေမှာသွားပြီးတော့ကစားမယ်ဆိုလို့ဆိုရင်တော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေလို့တော့ကျွန်တော်အမြင်တယ်။ Okay အဲဆိုရင်ကျွန်တော်နောက်တစ်ပုတ်နောက်တစ်ပုတ်ကျတော့ကျွန်တော် Manchester United နဲ့တော့ပတ်သက်ပြီးတော့ဒီသတင်းလေးပေါ့အဲဒီသတင်းเนี่ยဘာကြောင်းလဲဆိုလို့ဆိုရင် Manchester United အသင်းကကျွန်တော်တို့ Africa ဘရာပြိုင်ပွဲမှာသူတို့ရဲ့ကစားသမားအများပြောက်သူတို့အနေနဲ့ဆုံးရှုံးရမယ်ဗျာဒီအတွက်ကြောင့်လဲကျွန်တော်တို့ဇန်နဝါရီလအပြောင်းအရွှေ့မှာကစားသမားတွေကိုခေါ်ယူဖို့သူတို့အနေနဲ့မမျှော်လင့်ထားဘူးလို့တော့ဒါမှလည်းပြောတယ်ဒါမှလည်းကျွန်တော်ဇန်နဝါရီလအဲတကယ်လို့ မှာကစားသမားတယောက်ရောက်ဦးမယ်ဒါရရှိမယ်ဆိုလို့ရှိရင်ကလပ်အသင်းနေနဲ့သူတို့အနေနဲ့ခေါ်ယူသွားမယ်လို့တော့ပြောထားတယ်ဒါပေမဲ့ဘာအတွက်ကြောင့်လဲဆိုရင်ကျွန်တော်တို့ဥရောပအာဖလားတွေလည်းလာတယ်ဗျာပြီးရင်လည်းကျွန်တော်အာဖရိကမှာတော်တော်များများကစားသမားတွေကိုပြန်လဲဆေးလို့ရမယ်အတွက်ကြောင့်အာကျွန်တော်ပြီးမြတ်လေးအသင်းတော်တော်များများလည်းအဲ ဒီထဲမှာပို့ပြီးတော့ပါဝင်တယ်အထူးသဖြင့်ကျွန်တော်ပြည်မြလိုက်ကအတင်းတော်မြန်မာဆိုလို့နေကျွန်တော်တို့အာဖရိကကစားသမားတွေကိုကျွန်တော်တို့အများပြခေါ်ထားတဲ့အတွက်ကြောင့်တော်တော်လေးမှကျွန်တော်တို့အဲဆုံးယုံနဲ့နာမယ်ပုံစံမျိုးလေးတွေရှိတယ်အထူးသဖြင့်ကျွန်တော်လီဗာပူးမှာဆိုလို့ကျွန်တော်မိုဟာမက်ဆာလာတို့ဘာတို့ကိုလည်းကျွန်တော်တို့ပြန်ပြီးတော့အာဖရိကဖလားတို့ကပြန်လှုပ်ကနိုင်တယ်လို့ကျွန်တော်တို့အဲမန်ချက်တာစီးအဲမန်ချက်တာစီးတို့အဲမှာဆိုရင်လည်းကျွန်တော်တို့မမွတ်တို့ဘာတို့ကိုပြန်လှုပ်ကမယ်ပြီးရင်လည်းကျွန်တော်တို့ အဲမန်ချက်စတာယူနိုက်တက်ဆိုရင်လည်းသူတို့ရဲ့အဓိကကစားသမားဖြစ်တဲ့အန်ဂူမူတို့ဘာလို့ဆိုလို့ဆိုရင်ပြီးပြီးလို့ဆိုရင်အာမတ်တို့ဘာလို့ကိုအာဖရိကပလားတွေပြန်လှုပ်ခတ်မဲ့အတွက်ကြောင့်သူတို့အနေနဲ့ကစားသမားအဲလူစင်းမှာတော်တော်လေးကအားနဲ့သွားမဲ့ပုံစံတွေဖြစ်တဲ့အတွက်ကြောင့်ဇန်နဝါရီလအပြောင်းရှိမှာသူတို့အနေနဲ့ကစားသမားအသစ်တွေဘာတွေထပ်ပြီးတော့ခေါ်မဲ့အခြေအနေမျိုးတွေဘာတွေကိုတော့ကျွန်တော်တို့ထပ်ပြီးတော့မြင်တွေ့ရမဲ့အဲပုံစံမျိုးတွေရှိရဗျာနောက်တစ်ခုကတော့ကျွန်တော်တော့တောမတ်တူချဲအဲပြောလာတာတော့တောမတ်တူချဲအနေနဲ့တော့အာဆင်နယ်ရဲ့သူတို့ ကစားသမားဖြစ်တဲ့အဲစကယ်ရီယောအမကယ်စကယ်ရီယောနေနဲ့သူ့နဲ့ကမ္ဘာပလပြိုင်ပွဲဝင်ပြိုင်မယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့အာဆင်နယ်မှာကျွန်တော်တို့ပွဲချိန်များများပို့ပြီးတော့အဲကစားစေချင်တယ်လို့ပြောလို့ရင်ပြောချင်တယ်ဗျဒီဒီလိုမှမဟုတ်ဘဲနဲ့အာဆင်နယ်မှာသူ့အနေနဲ့အဲ ပွဲတွေတော်တော်များများမကစားဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကမ္ဘာဖလားကိုသူ့အနေနဲ့ခေါ်သွားမှာမဟုတ်ဘူးလို့တော့သတင်းတွေထွက်နေတယ်။ဒါမှလည်းကျွန်တော်တို့အဲပရီးမီယာလိကလပ်အများပြားလည်းကျွန်တော်တို့အဲလိုးရဲ့စကယ်ဒီကိုကျွန်တော်တို့အဲစောင့်ကြည့်နေပြီးတော့ကျွန်တော်တို့ခေါ်ယူခြင်းနဲ့အသင်းကလည်းတော်တော်လေးများတဲ့အခြေအနေမျိုးလာရှိတယ်။ဒါမှလည်းအာဆင်နယ်အနေနဲ့တော့ဒီကစားသမားကိုသူတို့အနေနဲ့ရောင်းထုတ်သွားမယ်လို့တော့ကျွန်တော်တို့သတင်းတွေတော့မကြားမိဘူး။အဲသတင်းတွေတော့မကြားမှုမကြားခဲ့ဘူးဗျာ။ဘာတက်ကြောင့်လို့ဆိုရင် US ကရီယာလည်းအာဆင်နယ်မှာကျွန်တော်တို့အဲအရင် လူစင်းရနေပဲထွက်ပြီးတော့သူ့အနေနဲ့ကျွန်တော်ကစားတဲ့အချိန်မှာလည်းကျွန်တော်ကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားနိုင်တဲ့အတွက်ကြောင့်အာဆင်နယ်အနေနဲ့ဒီလိုမျိုးကစားသမားကိုသူတို့အနေနဲ့လက်လွတ်ဆုံးရှုံးခံသွားမယ်လို့တော့ကျွန်တော်တော့မမြင်ဘူး။ဘာလို့ကြောင့်လို့ဆိုလို့ရှိရင်အဲသူတို့အင်ရန်အင်အားလူစင်းတောင်းနေမှုဆိုလို့ရှိရင်သူတို့ရဲ့အဓိကကစားသမားတွေနဲ့ပြီးလို့ရှိရင်ကျွန်တော်တို့အဲဒီလူငယ်ကစားသမားတွေကိုသူတို့အတွက်အသိမှထားတာအကောင်းဆုံးလို့မြင်မြင်မိတယ်။ဘာလို့ကြောင့်ကျွန်တော်နှောင်လာမဲ့ပွဲတွေဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီစင်မာပွန်လောက်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ project တွေရင်ဆိုင်ရတော့မှဖြစ်တဲ့အကြောင်းကစားသမားအလုံးလောက်ကျွန်တော်တို့ချိထတာပို့ပြီးတော့အကောင်းဆုံးလို့တော့ကျွန်တော်မြင်တယ်။ငွေရဆိုရင်ကျွန်တော်တို့နောက်ဆုံးတော့နောက်တစ်ပုတ်ပေါ့ကျွန်တော်နောက်တစ်ပုတ်ကတော့ကျွန်တော်တို့ Everton အသင်းနဲ့ကျွန်တော်တို့ Everton အသင်းနဲ့ Arsenal တို့ရဲ့ပွဲစဉ်နဲ့ပြီးလို့ရှိရင်ကျွန်တော် Crystal Palace နဲ့ကျွန်တော်တို့ အဲလိအသင်းတို့ရဲ့ကျွန်တော်တို့အဝေးဝေးပွဲစဉ်တွေကိုကျွန်တော်တို့အနေနဲ့ပြီးမြလိုက်ကနေပြီးတော့ဒီဇင်ဘာ27မှာကျင်းပမယ့်ပွဲတွေကိုကျွန်တော်ဒီဇင်ဘာ20ကိုကျွန်တော်တို့ပြန်လည်ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့သတင်းဒီသတင်းကတော့ကျွန်တော်ဘာတော့ကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်အဲဒီဇင်ဘာကျွန်တော်တို့ပြန်ကြည့်လိုက်မယ်ဆိုရင်ဒီဇင်ဘာ20ရက်နေ့မှာအမှန်တကယ်ဆိုလို့ရှိရင်27မှာတို့ကံမယ်ပေါ့ဗျာအဲ Everton နဲ့ကျွန်တော်အာဆင်နယ်ရဲ့ပြီးလို့ရှိရင်ကျွန်တော် Lee United နဲ့ကျွန်တော်တို့ Crystal Palace ဒီနေ့တဲ့ကံမှာဘာဖြစ်လို့ဆိုရင်ဒီနေ့တဲ့ကျွန်တော်တို့ကြားထဲမှာဆိုလို့ဆိုရင်ကစားသမားတွေရဲ့နားကျင်ကတော်တော်လေးဥမာနည်းသွားမဲ့အခြေအနေမျိုးတွေရှိတယ်။ဘာတဲ့ကြောင့်လို့ဆိုရင်ကျွန်တော်တို့ကာရမွန်ကတ်ရဲ့ကျွန်တော်တို့အဲဆင်းပြီးပိုင်နယ်ကိုသူတို့အနေနဲ့ပြန်လဲကစားရမယ်ဖြစ်တဲ့ကျွန်တော်ကွာတာဖိုင်နယ်ကိုကျွန်တော်တို့ပြန်လဲကစားမယ်အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ဒီနှစ်သင်းရဲ့ကျွန်တော်တို့ပွဲစဉ်ကိုကျွန်တော်တို့ဒီဇင်ဘာ21ကနေရောဒီဇင်ဘာ20အထိကို ပြန်လဲပြောင်းရွှေ့လိုက်တယ်ဆိုတော့ကျွန်တော်တို့သတင်းလေးကိုတွေ့ရတယ်ဘာတော့ကြောင့်လို့ဆိုရင်ကျွန်တော်အဲဒီဇင်ဘာ27မှာဒါတကယ်လို့ဒါဒီနှစ်သင်းကကစားလိုက်မယ်ဆိုလို့ဆိုရင်ကျွန်တော်တို့ဒီဇင်ဘာ22 23မှာဆိုပြီးတော့22မှာတရက်လောက်ပဲသူတို့အနေနဲ့နားခွင့်ရှိပြီးတော့ကျွန်တော်တို့23ကျော်ညအာမှာပြန်လဲရှင်းပြမယ်အတွက်ကြောင့်အဲဟုတ်တယ် EFL ကျွန်တော်တို့ quarter final ပွဲကိုပြန်လဲကိုင်း ကံမဲ့အတွက်ကြောင့်အာဆင်နယ်နဲ့ခရစ်စယ်ပဲလိတို့ရဲ့ကျွန်တော်တို့နှစ်သိန်းကစားသမားတွေအနေနဲ့ပွဲတအားပန်းသွားမှာဆိုတဲ့အတွက်ကြောင့်ဒီဇင်ဘာ21ကိုကံမဲ့ပြီးမြန်လိပွဲစဉ်ကိုဒီဇင်ဘာ20ရက်နေ့ကိုပြန်လည်ပြောင်းရွှေ့လိုက်တဲ့ဆိုတော့ကျွန်တော်သတင်းလေးတွေကိုတော့တွေ့ရတယ်ဒီလိုမျိုးအပြောင်းရွှေ့ ဖြစ်သွားတာတော့အတင်းကစားသမားတွေအနေနဲ့ပို့ပြီးတော့ကောင်းမွန်တယ်လို့တော့ကျွန်တော်မြင်တယ်။ဘာအတွက်ကြောင့်လဲဆိုရင်ဗျာကျွန်တော်နောက်ဆိုလို့ဆိုရင်21ရက်နေ့မှာပါကံမယ်ဆိုလို့ဆိုရင်ဒီနှစ်သိန်းရဲ့ကစားသမားတွေပွဲပန်းမှုတံကိုပို့မှုခံရမယ်လို့တော့မြင်တွေ့ရတယ်။နောက်ပြီးတော့လည်းကျွန်တော်ကံမယ်ဟုတ်တာလဲကျွန်တော် quarter final အဆင့် ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့နှစ်သိန်းလုံးအနေနဲ့နှောင်းတဆင်းကိုတက်ဖွဲ့ဆိုလို့ဆိုရင်ကျွန်တော်တို့ကစားသမားတွေအနေနဲ့ကျွန်တော်တို့အနားရလေးတွေပို့ပြီးတော့ရောက်သွားတာအအတင့်တော်ဆုံးလို့တော့မြင်မြင်မိတယ်။ Okay ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီညစူစီးတင်ဆက်ပေးလိုက်တဲ့ဗီဒီယိုလေးတွေကိုညီကိုတွေအနေနဲ့ဘယ်လိုမြင်ကြလဲဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်။ဒါကြောင့်ကြိတ်ရှိပေးတဲ့ညီကိုတယောက်ချင်းတန်းကိုကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လဲဆုံလို့ကြတာပါဗျာ။